င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နယ်နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။အန်ယူဂျီနိုင်ငံခြားရေးဝန်ကြီးတော်စင်မောင်နဲ့ဂျပန်နိုင်ငံရေးပါတီမတ်တွေတွေ့ဆုံအမျိုးသားညွယ်ဆွေးအန်ယူဂျီနိုင်ငံခြားရေးဝန်ကြီးတော်စင်မောင်နဲ့ဂျပန်နိုင်ငံရှိနိုင်ငံရေးပါတီတွေကလွှတ်တော်မတ်တွေတွေ့ဆုံခဲ့လို့အန်ယူဂျီကသတင်းထုတ်ပြန်ပါတယ်။ဂျပန်နိုင်ငံရောက်ရှိနေနိုင်ငံခြားရေးဝန်ကြီးတော်စင်မောင်ဟာဒီဇင်ဘာတရနေ့နေ့နေ့မှာဂျပန်နိုင်ငံကလက်ရှိအာဏာရနိုင်ငံရေးပါတီအပါအဝင်ပါတီလေးခုနဲ့တွေ့ဆုံပြီးမြန်မာရေးဂျပန်လွှတ်တော်အတွင်တင်ပြနိုင်မှုဆွေးနွေးခဲ့လို့သိရတယ်။ ဂျပန်နိုင်ငံလက်ရှိအာဏာရပါတီဖြစ်တဲ့ Democratic Party for the People ထံရှိတွေ့ဖြစ်တဲ့ Mr. Fukuoka, Mr. Kiro Hotorama, Mr. Taramami တို့နဲ့တွေ့ဆုံကြမှာမြန်မာရင်းနဲ့ပတ်သက်ပြီးလွှတ်တော်အတွင်းတင်ပြနိုင်မှုလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပုံမပေးနိုင်မှုဆွေးနွေးလို့သိရပါတယ်။ဒါအပြင်နိုင်ငံတိုင်းဝင်ကြီးနဲ့ဂျပန်နိုင်ငံရေးပါတီတခုဖြစ်တဲ့ပါတီတို့က အထက်လွတ်တော်မတ်ဒိုနဲ့တွေ့ဆုံအောင်မှာလည်းအာနာသိန်းစေုပ်စုပြုလုပ်မဲ့အတွေ့အရရွေးကောက်ပွဲပေါ့ဂျပန်နိုင်ငံအစိုးရသဘောထားဘလို့ရှိလဲဆိုတာဆွေးနွေးလို့သိရပါတယ်ဂျပန်နိုင်ငံဆိုင်ကိုယ်စားလှယ်ရုံးကတာဝန်ခံတဲ့ကွန်မြူနတီပါတီအထက်လွတ်တော်မတ်ဖြစ်ပြီးတော့နှစ်ဦးတွေ့ဆုံအောင်မှာမြန်မာပြည်တွင်းရဲ့အခြေအနေတွေကိုဂျပန်လွတ်တော်တွင်စနစ်ပေးဖို့နဲ့ဂျပန်ကမြန်မာတော်လှန်ရေးအစိုးရရဲ့အကြံပေးဆိုင်ချက်တွေကိုပြောကြားတယ်လို့သိရတယ် အလားတူဂျပန်နိုင်ငံရေးပါတီဆိုရှယ်ဒီမိုကရက်တစ်ပါတီရဲ့ဥက္ကဋ္ဌအဖွဲ့ဝင်ပါတီတာဝန်ရှိသူတွေနဲ့တွေ့ဆုံမှာမြန်မာနိုင်ငံအခြေအနေနဲ့ဂျပန်အစိုးရရဲ့ရည်တည်ချက်တွေကိုပုံမှန်နဲ့နည်းဆွေးနွေးခဲ့လို့အန်ယူဂျီနိုင်ငံကြိုင်းဝင်ကြီးဌာနကထုတ်ပြန်ပါတယ်ပြည်ခဲ့ဒီဇင်ဘာနေ့ကနေမှာဂျပန်နိုင်ငံရှိဂျပန်လွတ်တော်အမတ်များယုံမှာကျင်းပရဲ့တွေ့ဆုံကြားနာပွဲမှာလည်းဂျပန်နိုင်ငံအနေနဲ့ဂျပန်စင်ုံဆွေအတူရာရွေးကောက်ပွဲကိုအတိမမပြုကြောင်းပြပြသားသားစာထုတ်ပေးဖို့အန်ယူဂျီနိုင်ငံကြိုင်းဝင်ကြီးဒေါ်ဇင်မာကတောင်းဆိုပါတယ်။ ဆက်လက်ပြီးမိုးကုတ်မြို့ပြင်မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုဇက်တိုက်လှုပ်ဆောင်အကြမ်းဖက်စစ်တပ်ကပြုလုပ်သိမ်းပိုက်ထားမိုးကုတ်မြို့ပြင်မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်လာကြောင်းမိုးကုတ်ဒေသပြည်သူတွေနဲ့တော်လိုင်းတဲ့မြေကပြောတယ်ဒီဇင်ဘာလ3ရက်နေ့ည8:30မိနစ်ချိန်မုံကုတ်မြို့ပေါ်မှာထိုင်ချတက်ဆွဲတဲ့စစ်တပ်ကိုဒေါ်လိုင်းတက်တွေကဒရုန်းနဲ့ပုံနေကျဲချခဲ့ကြောင်းမုံကုတ်မြို့ဆဲဝင်တဲ့ကြောင်းကြီးဝင်တဲ့ကိုဒရုန်းနဲ့ပုံသီးသုံးလုံးကျဲချခဲ့ကြောင်းစစ်တပ်ကလည်းလက်နက်ကြီးနဲ့မြို့ပြင်ဘက်ကိုပစ်ခတ်ခဲ့ကြောင်းသိရပါတယ် ယနေ့မနက်7:00နာရီချိန်စစ်တပ်ကလေရင်နမိုးကုန်းမြို့ပြင်နောက်ဖက်ပိုင်းနေရာတွေကိုပုံနေကျဲချသွားကြောင်းအဆိုပါပုံကျဲမှုကြောင့်ထိခိုက်ဒဏ်ရာသူမရှိကြောင်းမိုးကုန်းချိန်ဆိုင်တော်လိုင်းသတင်းမြစ်ကပြောတယ်။ယနေ့မနက်ပိုင်းမှာမိုးကုန်းမြို့နောက်ပိုင်းကြောက်ပုံတနဖာဘက်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးပင့်ကိုတောင်မုံကစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပါတယ်။အခုဒီကတိုက်ပွဲဖြစ်တာကမိုးကုန်းနောက်ပိုင်းမြို့ပြင်ကပဲနောက်ပိုင်းကိုစစ်တပ်ကဒီကနေ့မနက်အစောကြီးလေနဲ့ပုံလာကျဲတော်ရဲကြသွားလို့သိရပါတယ်။အခုတတိယလက်နက်ကြီးတန်းနေကြတော့မှတက်ကလည်းပပလည်းဝိုင်းခန်းသားသူဖြစ်တော့လက်နက်ကြီးနဲ့ရန်ထူနေတာ အကြမ်းဖက်စစ်ကောင်စီတမန်နိုဝင်ဘာ29ရက်နေ့မိုးကုံမြို့တွင်တို့ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီးနိုဝင်ဘာလ30ကစပြီးမိုးကုံမြို့ပြင်ရှိတော်လိုင်းတပ်တွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ဆလဘီပောင်မြို့နယ်မှာစစ်တပ်ကမြို့သူမိတွေပောင်ဝင်ပြည်သူစစ်ကြောင်းကိုမလိန်ကျဲတပ်ဖြန့်ခဲ့ပြီးတရဆင်ရကူမနေ80ကျော်မိရှုပ်ဖြက်စီမကွိုင်းပောင်မြို့နယ်မှာတလတာအတွင်းစစ်ကြောင်းထုတ်ခဲ့တဲ့အကြမ်းဖက်စစ်တပ်ကမလိန်ကျဲဖန်စီတပ်ဖြန့်မှုပြည်သူစစ်ကြောင်းအသိဆုံးမိတရဆင်ကူမနေ80ကျော်ကိုလည်းမိရှုပ်ဖြက်စီခဲ့ကြောင်း ပေါင်မြွနယ်လူသားစာနာဌာနတာဝန်ရှိသူကပြောရဲနိုဝင်ဘာလအတွင်းပေါင်မြွနယ်တွင်ရှင်ကျရတွေကိုဂျပန်စစ်တပ်နဲ့ဒေသခံပြူစောတည်ပူပေါင်းပြီးစစ်ကြောင်းထုတ်ခဲ့ကြအောင်ရင်းစစ်ကြောင်းကကျရတွေကိုမိရှုဖြန့်စီခြင်းပြည်သူတွေကိုမတိုင်းချေဖန်စီတပ်ဖြတ်ခြင်းနဲ့ကျရအတွင်းနေမိုက်နေထောင်ထားခဲ့ကြတဲ့ပြည်သူတွေထိခိုက်ဒိဆုံမှုရှိခဲ့ပါတယ်။သူစစ်တပ်စစ်တပ်ဖက်စီတပ်ဖြတ်မှုကြောင့်ပြည်သူ၁၆ရောက်တည်ဆုံမိလေးကြောင့်လက်နက်ကြီးနဲ့ပြစ်ခတ်ခြင်းကြောင့်တိုက်ခိုက်တဲ့ရရှိသူပြည်သူ၁၉ရှိကြောင်းထို့ပြင်ဖက်စီခံပြည်သူ၁၅ရောက်မိုင်းနှိမ်မိပြီးကိုယ်ရင်က ဆုံးရှုံးသူ၅ရောက်နဲ့မရေချွင့်ခံသူတအုပ်ရှိကြောင်းသိရတယ်။ ထို့ပြင်ဂျမစစ်တပ်ကပေါင်းမြို့နယ်တွင်ရှင်ကြရီကိုနိုဝင်ဘာလအတွင်းဂျက်ဖိုက်တာနဲ့လေကြောင်းတိုက်ခိုက်မှု9ကြိမ်၊ဝိုင်တွဲနဲ့လေကြောင်းတိုက်ခိုက်မှု48ကြိမ်၊ဆက်တက်လေဒီနဲ့လေကြောင်းတိုက်ခိုက်မှု14ကြိမ်၊ဂျိုင်ကော့ပတာနဲ့လေကြောင်းတိုက်ခိုက်မှု17ကြိမ်နဲ့လက်နက်ကျင်နဲ့ပစ်ခတ်တိုက်ခိုက်မှု20ကြိမ်ပြုလုပ်ခဲ့တယ်။စစ်ကွေးစစ်ကြောင်းကကြရီကိုဇက်တိုက်စစ်ကြောင်းထွေမိရှုပ်ပြက်စီအပြင်ပြည်သူတွေကိုမတိုင်းကျပန်စီတက်ဖြတ်တာလေကြောင်းနဲ့ပုံကျတိုက်ခိုက်တာကြောင့်ပြည်သူ16ဦးတိဆောင်ခဲ့ပါတယ်။အစောပိုင်းဂျမ်ဖတ်စစ်တပ်စစ်တောင်းကြီးရဆယ်ကိုနဲ့ဆစ်ချောင်းစကန်တခုကိုမိရှုပ်ပြည့်စည်းခဲ့ခြင်းကြောင့်နေ85လုံးနဲ့ဆစ်ချောင်းတိုင်း30လုံးပြီးလောက်ပြချခဲ့တယ်။ အကြံဖတ်စစ်တမ်းနဲ့ပြည်စောတွေကပြည်သူတွေပေါ်အကြံဖတ်မှုတွေတွန်းမြေလောက်ဆောင်နေကြအောင်ပြည်သူများအားလုံးလေးချောင်းလက်နက်စီအနေရကိုအချိန်နဲ့တပြေးညီထုတ်ပြန်ကြေညာပေးနေမှုတွေကိုလိုက်နာပေးကြရင်ပေါင်မြုံနဲ့လူသားချင်းစာနာထောက်ထားရင်းနဲ့ဘေးအနေဆိုင်အစီမံခန့်ခွဲဌာနကမြေတားရက်ခံပါတယ်ဆလာဘီစစ်တပ်အတွေ့အော်ရွေးကောက်ပွဲကိုစတင်ကန့်ကွက်တဲ့ဆန္ဒထော်ဖုန်လိုင်းနဲ့ online website စတင်လင့်ပြီးတော့ပြည်သူတွေပါဝင်ပိတ်ကော အကြမ်းဖက်စစ်တပ်အတွေ့အရွေးကောက်ပွဲဥစားကျင်ကြောင်းပြည်တွင်းပြည်ပမှပြည်တွင်းအလုံးအွန်လိုင်းမှတက်ဆိုင်လုံခြုံစွာဆန္ဒဖော်နိုင်တဲ့ website တစ်ခုကိုစတင်နေတင်လိုက်ဖြစ်ကြောင်းဆိုပါ website ကိုဖန်တီးလိုက်တဲ့အနေဆက်ချိန်ဆိုင်တော်လိုင်းအင်အားစုတစ်ခုကရဲဘော်ကြော်ကြီးကပြောတယ်အစောပိုင်းဝက်ဆိုက်မှာဝင်ရောက်အသုံးပြုတဲ့မြေသူအချက်အလက်ကိုမှမှတ်သားသိမ်းဆည်းတာမရှိကြအောင်ပြည်တွင်းရောပြည်ပကပါလုံခြုံစွာအသုံးပြုနိုင်ပြီဖြစ်ကြောင်းဝက်ဆိုက်မှာဝင်ရောက်ကလစ်နှိပ်ခြင်းဖြင့်ဂျပန်စစ်ကောင်စီရေကောက်ပွဲကိုလက်မခံကြအောင်ဝင်ရောက်ပုံပေါင်းနိုင်ပြီဖြစ်ကြောင်းသိရတယ်။ ဒီ website ကိုကျွန်တော်လုံခြုံရေးကိုအဓိကထားပြီးလောက်ဆောင်တယ်။သုံးပြသူတွေရဲ့ချက်လက်ပါဝင်ဘဲအမှတ်အသားကိုမှမသိသိထားသလိုပြည်တွင်းပြည်ပကအကြံဖက်စစ်တဲ့ရွေးကောက်ပွဲကိုလက်မခံသူအလုံးပူပေါင်းပါဝင်တဲ့အစီအစဉ်ထားတယ်။ပြည်တွင်းဒေသမှာ internet နဲ့သတင်းချက်လက်အခက်အခဲတွေစစ်တဲ့ဖိနှိပ်မှုကြောင့်အကြောက်တရားရရှိနေရမှုရရှိလာမဲ့ကိန်းကနဲဟာတနိုင်ငံလုံးဆောင်ကိုစားပြုနိုင်တဲ့အခြေအနေဖြစ်ဖို့စိန်ခေါ်ချက်တင်ရှိတယ်။အစောပိုင်း website ကိုဖုန်းသို့မဟုတ်ကွန်ပျူတာတစ်လုံးနဲ့တစ်ချိန်တောင်ဝင်ရောက်မဲ့ပေးနိုင်ပြီးရရှိလာတဲ့မဲနံပါတ်ရေးအတွက်ကိုနိုင်ငံတကာအတိုင်းဝိုင်းသိရှိအောင်လုပ်ဆောင်သွားပြီဖြစ်တဲ့ အကြမ်းဖက်စစ်တပ်ကစစ်စင်ထားတဲ့ဒီဇင်ဘာလရွေးကောက်ပွဲမတိုင်မီချိန်ထိကန့်ကွက်မဲ့ရေအတွက်တင်ချင်ရနိုင်မည်မျှော်မှန်းထားကြောင်းပြည်သူတွေရဲ့ထင်မြင်ချက်တွေကိုလည်း website မှာလွတ်လပ်စွာဝင်ရောက်ရေးသားနိုင်ပြီးအတွေ့အော်ရွေးကောက်ပွဲကာလမှာဖြစ်ပေါ်မဲ့ဖိနှိပ်မှုတွေပြည်ပခန့်တွေကိုဝင်ရောက်ရေးသားနိုင်ကြောင်းသိရပါတယ်။စစ်တပ်ရွေးကောက်ပွဲရှမ်းပြည်သူတွေညှို့ဆဆက်ကျင်မှုရှမ်းလူငယ်ရဲ့ဖက်ဖွဲ့တွေတိုက်တွန်း ငါနာသိန်းစစ်တဲ့အတွက်ရွေးကောက်ပွဲကိုရှမ်းပြည်သူလူထုတွေပူးပေါင်းစာချင်းမပြုဖို့ရှမ်းလူငယ်ရပ်ဖက်ဖွဲ့စည်းကကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။စစ်တပ်လုံမှတွေ့ရရွေးကောက်ပွဲနဲ့ဆိုင်တဲ့ထုတ်ပြန်ချက်ကိုရှမ်းလူငယ်ဖွဲ့တွေကဒီဇင်ဘာလမှာထုတ်ပြန်ခဲ့ရဖြစ်ပြီးစစ်ကောင်စီအတွက်ရွေးကောက်ပွဲကိုလည်းတက်နိုင်တဲ့အနေနဲ့တိုက်ဖြတ်မယ်လို့သိပေးတယ်။စစ်ကောင်စီကခုသူတို့လုံမှတွေ့ရရွေးကောက်ပွဲကနေတရားဝင်မှုကိုရှာနေရဖြစ်တယ်။တကယ်လို့ကျွန်မတို့ DP တွေအားလုံးကနေစစ်ကောင်စီကိုတရားဝင်မှုမပေးဖို့အားလုံးညှိနှုတ်ဖို့ ညဉ့်ညဉ့်ညွတ်ဆက်ကြကြဖို့လဲတယ်လို့ပြောပါတယ်။ဒါအပြင်ရှမ်းလန်းနဂိုင်တပ်ဖွဲ့အနေနဲ့လည်းစစ်ကောင်စီကိုတရားဝင်မှုဖြစ်စေမဲ့ရွေးကောက်ပွဲတွေမှာပူပေါင်းဆောင်မှုမလို့ဖို့တိုက်တွန်းနေ။ရှမ်းတော်လည်းဖွဲ့စည်းလို့မြေခန္ဓာရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီနဲ့ရှမ်းပြည်တိုးတက်ရေးပါတီတို့ဟာအာဏာသိမ်းစစ်တပ်နဲ့ထိတွေ့ဆက်ဆံနေသလိုအာဏာသိမ်းစစ်တပ်ကိုတိတိယောက်တိုက်ခိုက်တာမရှိဘဲတိုက်ပွဲဖြစ်ပေါ်မှုမရှိသလောက်နဲ့ဒီမိုကရေစီနိုင်ငံတစ်ခွဲအခြေခံကြသောအင်္ဂါရတစ်ခုမှလွတ်လပ်ပြီးတရားမျှတရွေးကောက်ပွဲဖြစ်ပြီး လွတ်လပ်ပြီးတရားမျှတရေကောက်ပွဲစားလဲရဲသားပြည်သူတွေကလက်ခံပြီးပအဝင်တဲ့ပအဝင်တိုက်သူပအဝင်တဲ့အကြံဖတ်မှုကင်းစင်တဲ့ရေကမြေကမှသာပြုတ်လုံနိုင်တယ်လို့ရှမ်းလူငယ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြတယ်။လက်ရှိစက်ကောင်စီ2021တိုင်းပြည်အာဏာကိုအရမတန်ယူချိန်ကစလို့ခုထိရှမ်းပြည်နယ်တကွာနိုင်ငံတော်လုံးရှိရဟန်းရှင်လူပြည်သူလူထုကိုဖမ်းဆီးတပ်ဖြတ်ခြင်းလေးဆောင်ပုံကျခြင်းကြေးရများအုပ်အိမ်တွေကိုမိရှုဖျက်ဆီးခြင်းစတွေကိုနှိမ့်ဆန်လုဆောင်နေပါတယ်။ ပြည်သူလူထုကိုနေစဉ်ကြက်ဖက်နေတဲ့စစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲဆိုတာဟာလေနိုင်ငံတကာမျက်နှာစာမှစစ်တပ်တရားဝင်မှုနဲ့စစ်တပ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုဖောက်ကွယ်ဖို့တာဖြစ်ကြောင်းရှမ်းလူငယ်ဖွဲ့ကထုတ်ပြန်နေကျွန်တော်ရှမ်းပြည်သူလူထုနဲ့ရှမ်းလူငယ်လူလားဒီမှာမိမိတို့ကံကြမ္မာကိုမိမိတို့ဖန်တီးခွင့်ရှိဖက်ဒရယ်ဒီမိုကရေစီဖြစ်တဲ့စစ်ကောင်စီရဲ့တွေ့ရရွေးကောက်ပွဲမှာ၂၈ဖွဲ့စည်းပုံအခြေခံမှုတွေကိုပြန်လည်သက်သွင်းဖြစ်အောင်ဖက်ဒရယ်ဒီမိုကရေစီနဲ့ပုံမှန်ဝေးကွာသွားမည်ဖြစ်တယ်လို့ကြေညာကြမ္မာရေးသားတယ်။ဒါအပြင်ရှမ်းပြည်အတွင်းမှာရွေးကောက်ပွဲတွေမှာပါဝင်တဲ့ပါဝင်တိုက်သူတွေရွေးကောက်ပွဲမှာမပါဝင်တာ ြည်သူလူထုအသိပင်ဖြစ်တယ်လို့လည်းဖော်ပြတယ်။ရှမ်းလူထုထောက်ခံမှုရှိပြီးပြီးခဲ့ရွေးကောက်ပွဲမှာရှမ်းပြည်တွင်နေရာများစွာနိုင်ရခဲ့တဲ့ SNLD ပါတီကစစ်တပ်ရွေးကောက်ပွဲမှာပါဝင်ခြင်းမရှိသလိုစစ်တပ်စီမှမှတ်ပုံတင်ထားတာမျိုးလည်းပြုလုပ်ခြင်းမရှိခဲ့ပါဘူး။နောက်ဆက်အပင်းကြားရတဲ့ထူဝင်ကျေးဇူးတင်ရှိပါရရှင်။